ကျွန်တော်လက်ခံပေးတယ်ဗျာဘာလို့လဲဆိုတော့လှရမယ်လေမိန်းကလေးရဲ့တယောက်ရဲ့ဂုံကအလှပနဲ့အများကြီးမူတည်တယ်လေဆိုတော့ဟိုယောက်ျားလေးနဲ့မတူဘူးလေယောက်ျားလေးတယောက်ရဲ့ဂုံကကြတော့ခုနကပြောသလိုအလုတ်ကိုင်းတော့ဘာလို့ညာလို့ဟိုယာတို့ဘာညာအလှလေးပေါ့ဟိုမိန်းကလေးကကြတော့အလှပသူတို့ရဲ့ဂုံပဲပေါ့နော်ဆိုတော့သူတို့ဟိုတကယ်အလုတ်ကိုင်းလုပ်တဲ့မိန်းကလေးတွေကပိုဂုံရှိတာလာလဲလာတယ်လုတ်ကိုင်းမှလည်းအောင်မြင်နေဆိုရင်ပိုဂုံရှိရပါဗျာဆိုတော့ကျွန်တော်က အဲ့ဒါကို supporting ပေးပါလေ။ဒါကကွာကြတနှစ်ပဲကွာတာပါ။ဒါမှကျွန်တော်တို့မာယူလို့ပဲခေါ်တာ။စိတ်ပြေစို့။နင်ကောလေအမားတို့ကွာနေခုမာယူဖြစ်သွားတယ်။အခုတော့အင်မဟောသူကကြတော့လေဟိုအခုတည်းကြီးလဲကြီးလာပြီဆိုတော့လေဟိုသူနဲ့ကိုယ်နဲ့လည်းဟိုရင်းနေတာဆိုတော့အရင်တော့ကျွန်တော်တို့ interview လို့ပါလို့ရှိကြတော့လေ respect ပေါ့ဗျာ။ ဟိုတော့လည်းဒိုပဲခေါ်ရတာပါအခုကျတော့လေသူကိုယ်တိုင်ကနေနဲ့ငါနဲ့ပြောဆင်ပြေတယ်ဆိုတော့လေအေးနေနဲ့ငါနဲ့ပေါ့ဒိုပဲပြောပြတာပါကျွန်တော်ငငယ်တဲ့ကသူ့နဲ့တွေ့တဲ့အချိန်လေးဟိုတွေ့တယ်ဆိုတော့ကျွန်တော်စပိုက်တာအုပ်စုလေအချင်းဆိုတယ်ကြတယ်လေကျွန်တော်ရဲ့သူရဲ့ညိုလင်းထက်ဒါ၃ယောက်ဆိုကြတာပဲအဲ့ဒီအချိန်တော့ကဆိုသူနဲ့ညိုလင်းထက်နဲ့ရွယ်တူလေကျွန်တော်ကတစ်ထက်မှာတစ်နှစ်ငယ်လို့တဲ့ငယ်တော့ညိုလင်းထက်ဆိုရင်တငယ်ချင်းပေါ့နော်ညိုလင်းထက်ကတော့သူကြတော့လေ ဟိုဘလို့ပြောအဲ့တော့မှစတွေ့ခဲ့စတွေ့ရတဲ့လူဆိုတော့အမမခေါ်လို့ဟဲ့နင်းနဲ့ငါနဲ့ဘလို့သွားပြောမလဲဆိုတော့အဲ့ငငယ်တော့ကကြတော့လေအဲ့လူပေါ့အဲ့တော့ကြီးလာတော့လေနည်းနည်းကနှုတ်ကကြိုးခြင်းနဲ့အဲ့သူကတေချာပြောဟဲ့နင်းကအမအမမခေါ်တယ်နင်းနဲ့ငါတစ်နှစ်ပဲကွာဆိုအေးပြီးတော့အဲ့ဆိုငါနင်းနဲ့ငါနဲ့ပြနေအစီပြေသားဆိုတယ်ဆိုအေးပြေတယ်အေးပြီးတော့အဲ့ဆိုတဲ့တိုင်းနင်းနဲ့ငါပြောတာပေါ့ဟာဆိုပြီးကျွန်တော်ဒီလိုပဲပြောလိုက်တာပေါ့သူပေါ့ဆရာမကြီးပေါ့သူပေါ့သူကဖွဲ့မယ်တဲ့အဲ့တော့လေကိုရီးယားလေခလေးကိုဆိုတော့လေ ီးတော့ဟိုညုံနေထက်ကလည်းပါညုံနေတော့ကျွန်တော်နဲ့လည်းသိတော့ဟိုပွဲတွေပိုင်းမှာဆိုရင်ကျွန်တော်တွေ့ဘူးတယ်လေမော်ရယ်ရှိုးလျှောက်တဲ့ပွဲလို့ပါအောင်အဲ့လိုရှိုးလျှောက်ပြိုင်ပွဲလို့ပါအောင်မှာဆိုရင်ကျွန်တော်တွေ့ဘူးတော့ညုံနေထက်နဲ့ကျွန်တော်ကလည်းသိတော့အာညုံနေထက်ကလည်းပါမှာဆိုတော့အဲ့ရဆိုလည်းပါမှာပေါ့ဖွဲ့ပေါ့ဟိုရှင်းနေဆိုကြမယ်ပေါ့ရေးတဲ့သူတွေရတယ်အခုဒါလေးကိုသားဆိုးလို့အဲ့တော့ကိုပါဘူးလို့သူတို့အဲ့တော့အဲ့ချိန်တော့တချင်နေလို့ရေးပြမှာဆိုအေးဆိုးပေါ့သူတို့ပဲဆိုပြီးတော့သူတို့ပဲဖွဲ့ပြသွားတာစပိုင်တာဆိုပြီးဖွဲ့ပြသွားတာပေါ့ အဲသူကတော့30အတိုင်းပေါ့နော်သူကတော့ဟိုအခုလဲသူဒါဘာဖြစ်ဖြစ်ပြကျွန်တော်သူ့ကို appreciate တခုလုပ်တာသူဒီ chain นี่သူဒီရွယ်ထိသူဒါထိန်းထားနိုင်တယ်လေဟိုသိလားသူ့ကိုကြည့်လိုက်ရင်လူငယ်မှုရနေတော့မယ်လေဆိုတော့ဒါလေးကတော့ဟိုသူ့အတွက်ကောင်းတဲ့အရာပေါ့ဗျာဒါဒါဆိုတော့လေဟိုသူတို့ main ကလေးမှန်သမျှတော့အလှပအကုန်ကြိုက်တာပဲမကြိုက်တဲ့ main ကလေးကရှိမှမရှိဘူးအကုန်ကြိုက်တာကျွန်တော်အမေတော်မှအဲဒါအသက်60ကျော်ရေတော့အမေက ် statistics ကသွားမယ်လိုက်ပုံမယ်ဆိုသူကကြိုက်တယ်လေဆိုတော့ main ကလေးတောင်ကြိုက်တယ်ဆိုတော့ main ဘာသာဟိုဘာဖြစ်ဖြစ်ပေါ်လာ main ကလေးတိုင်းကတော့ဒါလပလောက်တာကိုကျွန်တော်ကတော့အားပေးပါတယ်ကျွန်တော်လက်ခံပေးတယ်ဗျာဘာလို့လဲဆိုတော့လှရမယ်လေ main ကလေးရဲ့တယောက်ရဲ့ဂုံကအလှပနဲ့အများကြီးမူတည်တယ်လေဆိုတော့ဟိုယောက်ျားလေးနဲ့မတူဘူးလေယောက်ျားလေးတယောက်ရဲ့ဂုံကကြတော့ခုနကပြောသလိုအလုတ်ကိုင်းတို့ဘာလို့ညာလို့ဟိုရာလူပါညာအလှလေးပေါ့ဟို main ကလေးကကြတော့ လှပါသူတို့ရဲ့ဂုံပဲပေါ့နော်ဆိုတော့သူတို့ဟိုတကယ်အလုတ်ကန်လုတ်တဲ့မိန်းကလေးတွေကပူဂုံရှိတာလာလဲလှတယ်လုတ်ကန်မှလည်းအောင်မြင်တယ်ဆိုရင်ပူဂုံရှိတာပေါ့ဗျာဆိုတော့ကျွန်တော်ကအဲ့ဒါကို supporting ပေးပါတယ်ရောက်ရောက်တဲ့မင်းကလေးအကောင်တော့ကိုကိုလှလာလေးနေချပါဘောဟုတ်လားတို့အဲဒါကတော့ဗျာဟိုတချို့ကျတော့လေဝါသနာပါတဲ့လူရှိတယ်တချို့ကျတော့လေဝါသနာမပါတဲ့လူရှိတယ်အဲ့ဒါကိုကျတော့ဟိုအတင်းအဓမ္မကြီးသွားပြီးတော့ဟိုအဲ့လိုမပြောပါဘူးဝါသနာပါတဲ့လူကတော့လုတ်ပေါ့ဒါကောင်းတဲ့အရာပဲလေနော်ဟို လှပလည်းလုံးလေ့ကျင့်ခန်းလည်းလုံးကျွန်တော်ကတော့အဲ့နှစ်ခုလုံးဟိုလဲလဲပြန်ပြန်ဟိုအဲ့လိုမျိုးလေးဆိုဟိုအလှပကြီးပဲလုပ်တာမျိုးကြတော့လေခါလေးကြရင်လည်းဟိုဘယ်လိုခေါ်မလဲဟိုလေ့ကျင့်ခန်းကလိုအပ်တယ်လေလိုအပ်တယ်ဆိုတာအသားရည်တကယ်ပူပြီးဆိုပြီးလှပဖို့ဆိုရင်ချွေးတို့ပါတော့ဖတ်မယ်ချွေးပုတ်တို့ပါတော့ထွက်လာတယ်ဆိုဒီအလှပနဲ့ပေါင်းလိုက်ပူလာတာပေါ့ဗျာဆိုတော့အဲ့လိုမျိုးပေါ့ဒါဖေးတာပါကျွန်တော်မကြီးတွေ့ပေါ့အေးတကယ်ချင်းဟိုပေါ့နော်ကျွန်တော်တကယ်ချင်းစိုက် ွင်းအမ်ဘာရာပေါ့နော်ဒီထက်မကအများကြီးအောင်မြင်ပြီးလူကြိုက်များကြပါစေလို့ကျွန်တော်ကတကယ်ကြီးစတောင်းပေးပါတယ်အဲပြီးတော့ဟို promotion လေးလည်းရှိရပြောတယ်ဒီမေလတလလုံးမှာသူကတော့မေလလုံးမဲ့ပြောသွားတာပဲဆိုတော့ဒါမှသူစီဖုန်းဆက်လိုက်ရင်တော့လေအဲဂျုံတို့ဘာလို့လဲခင်လည်းဖြစ်သွားမှာပေါ့လေနော်ဒါအလုံးမပြောတတ်ဘူးပေါ့ဒါပေမဲ့ခင်မင်းမှုနေပေါ့လေနော်ဆိုတော့မေလတလလုံး official ကတော့မေလတလလုံးမှာသူ 60ရာခိုင်နှုန်းရှော့ပေးမယ်လို့ပြောတယ်ဆိုအလပါကိုစိတ်ဝင်စားတဲ့လူဒီအလပါရေးရမှာသဘောကျတဲ့လူတွေကျွန်တော်တကယ်ကျန်ဆိုင်အောင်အားပေးကြပါလို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်